အားလုံးပဲမင်္ဂလာပါခင်ဗျာ Global Edition တွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့ကက်ကက်မှာဗီဒီယို editing လုပ်လို့ရှိရင်မြန်မာစာမမှန်တာတွေမြန်မာစာရိုက်လို့မရတာတွေအတွက် ကျွန်တော်မြန်မာစာထည့်နည်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဒီကြောင်းရာလေးမပြောခင်ကျွန်တော်ရဲ့ channel လေးကမီးပညာနဲ့ပတ်သက်တဲ့ဘူးတူတာမှတ်သမျှကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးတော့ ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်။ Okay စလိုက်အောင်ကက်ကက်သေးကို ရောက်ပြီဆိုရင်ကိုကစာရိုက်မယ်ဆိုရင်မြန်မာစာ ရိုက်လို့မရပါဘူး။ဇော်ဂျီနဲ့ပြနေပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ဖုန်းက Unicode ဆိုတော့သူ့ရဲ့ fault ကဇော်ဂျီနဲ့ပြနေပါတယ်။အဲ့ဒါကိုမြန်မာစာအလှတွေဘလို့ထည့်ရမလဲမြန်မာစာအလှဖောက်တွေကိုဘလို့ရှားရမလဲဆိုတော့ကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်။ ြန်မာစာအလားဖောက်တွေရဖို့အတွက် Play Store တဲကိုဝင်လိုက်ပါ Play Store တဲကိုရောက်ပြီဆိုရင်ဆက်စပါးမှာ Zephox ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီ Zephox 3ဆိုတဲ့ဟာကိုမိတ်ဆွေတို့က install လုပ်လိုက်ပါ install လုပ်ပြီးပြီဆိုရင် open ဆိုတာကိုနှိပ်လိုက်ပါ အောက်ကိုနည်းနည်းဆွဲချလိုက်ပါအဲ မြန်မာဖောက်ဆိုတာကိုတွေ့ရပါလိမ့်မယ်။ CEO ကိုနေလိုက်ပါ။ကကက application နဲ့မှာအသုံးပြုလို့ရတဲ့ဖောက်ကတော့ဒီပြည်တော်စုဖောက်ပဲဖြစ်ပါတယ်။မိတ်ဆွေတို့ကပြည်တော်စုဖောက်ကိုရှာလိုက်ပါ။ပြည်တော်စု blog ဆိုတာလေးကို တွေ့ပြီဆိုရင်နေလိုက်ပါ။ဒါဆိုရင်ကျွန်တော်ကဒီမှာ ဒေါင်းလောဆွဲပေးတာဖြစ်တဲ့အတွက် apply ဆိုပြီးတော့ပေါ်နေပါတယ်မိစေတို့ကဒီနေရာမှာဒေါင်းလောဆွဲလိုက်ပါဒေါင်းလောဆွဲပြီးလို့ apply လို့ပြနေပြီဆိုရင်တော့ပြန်ထွက်လိုက်ပါထွက်ပြီးရင် play store ထဲကိုဝင်လိုက်ပါ search bar မှာ frozen keyboard ဆိုပြီးတော့ရိုက်ချလိုက်ပါဒီ frozen keyboard ဆိုတာလေးကိုမိတ်ဆွေတို့က install တင်လိုက်ပါ install တင်ပြီးပြီဆိုရင် frozen keyboard ကိုဝင်လိုက်ပါ ်ဒီမှာ slot input method ဆိုတာလေးကိုနှိပ်လိုက်ပါမိတ်ဆွေတို့ကဒီ frozen zoji o ဆိုတာလေးကိုရွေးရပါမယ်အဲ့ဒီ frozen zoji o ဆိုတာလေးကိုရွေးလိုက်ပါရင် cup cut ထဲကိုဝင်လိုက်ပါ cup cut ထဲကို ရောက်ပြီဆိုရင် စာရေးကြည့်ရအောင်ဒီ test ဆိုတာလေးကိုနှိပ်ပေးပါဒီ f test ဆိုတာလေးကိုနှိပ်ပါဒီ fault ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ ြီးရင်ဒီမှာ MindFox ဆိုတာလေးကိုရွေးပေးလိုက်ပါရွေးပြီးရင် App ဆိုတာလေးကိုနှိပ်ပေးပါဒီ MindFox ဆိုတာလေးကိုပဲရွေးပေးလိုက်ပါဒီလိုမျိုးလေးပေါ်လာပြီဆိုရင် Zephox ပုံစံလေးကိုနှိပ်ပေးလိုက်ပါမြန်မာဆိုတဲ့ file ကိုနှိပ်လိုက်ပါခုနကမိတ်ဆွေတို့ download ဆွဲထားတဲ့ ပြည်တော်စုဖောက်ကိုရွေးလိုက်ပါမိတ်ဆွေတို့စာရိုက်လို့ရှိရင်ဒီပြည်တော်စုဖောက်ကိုနှိပ်ပေးလိုက်ပါ နှိပ်ပြီးရင်စာရိုက်ကြည့်အောင်ကဲခုဆိုရင်မြန်မာစာမှန်သွားပြီပဲဖြစ်ပါတယ်။ဒီနီးလန်းလေးအတိုင်းအသုံးပြုပြီးတော့ကက်ကက်မှာမြန်မာစာမှန်အောင်ရိုက်လို့ရပါတယ်။